ပကံညောင်းဦးမှာစစ်ဘုံနှကောင်ကို PDF တွေကဖမ်းလိုက်မခန့်တာလေကျွန်တော်ပြောနေရေမင်းတို့တွေအမဲလိုက်ခံနေရပြီဆိုတာကိုမခန့်တာဒါပြင်မှာတရွှေလက်ထက်ကလို့ဇီဝရေးပိတ်ဆိုတာဒုမမှုပဲဆိုပြီးအကော်ဒီယံကြီး TV ဒီတချင်းကိုမြောက်ဦးတီညီမအထံတွေကလွှင့်တာမဖွင့်နိုင်မကြားတော့ မပွင့်လည်းမပွင့်နိုင်လောက်တော့ဘူးထင်တယ်။မုတ်ကော့ကို DNL ကထိန်းထားတယ်။တပိတ်ကြီးကို MDY PDF ကခြင်ထားတယ်။မကွေးရင်ံကြောတွေကိုဘက်ကပ်ဖရီထိန်းထားတယ်။ကြောက်ဖြူကလည်း AA ဝတိုက်။မော်ချီကလည်း KB နဲ့ကထိန်းထားတယ်။မြေရှားကလည်း KI နဲ့ဝ။ဇီဝါရေးပိတ်ဆိုတာဒိုမမှုဝေးဆိုတဲ့အကော်ရီယန်ကြီးနဲ့အမဒီဘောလို့မြောက်ဒီတော့မှမပွင့်နိုင်တော့တဲ့ဆက်ကားစားရဲ့အချီနေကိုတစ်ချက်သုံးသက်ကြရမှာဖြစ်တယ်လို့ ဒီကနေ့မှာလဲ NUG MOD ကနေပြီးတော့တယန်ဇာတကလင်ကချစ်များကိုဝင်ရောက်ဖမ်းဆီးတယ်ဆိုတဲ့သတင်းတစ်ခုရှိနေပါတယ်နောက်တစ်ခုကပကံညောင်းမှ PDF တွေကဖမ်းလိုက်ပြီဓာပြင်ကိုရရှိပလဲမှာဖြစ်နေတယ်နောက်ဆုံးချိန်တွေကိုကျွန်တော်ညပြချက်ပါတယ်ဆိုတော့ကဒီကနေ့ဒီကနေ့မှာတော့ပထမဦးစွာပြောပြချင်တာကပလဲကန်တောင်းတိုက်ပွဲဟာပြင်းပြင်းထန်ထန်ဖြစ်နေပါတယ် 雷庙内许多话币，发现这下雷庄、雷庄啊内边了，可能十栋就了，没有咩拉做得到雷庙上边的搬迁泥巴哩。阿尼嘛，别类阿爸问，大家讲别个不枉得罪，跟导演讲我打败不拼命挑战，就是阿泥家话哩。大家我比度如何跟到，实在不来，跟到实在不来噜，今天挑战，嘿追一下吧，假如别个。 တော်လှန်ရေးတပ်ဖွဲ့တွေကအသက်ကိုဗရာဏမထားပဲစစ်ကောင်စီကိုလုံးဝအုပ်ချုပ်ခွင့်မပြုဘဲတရဇက်တိုက်ယူနေကြပါတယ်တိုက်ယူနေကြပါတယ်ဒါပြင်မှာစကိုင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဆိုရင်အာယုံလဲ့တာလို့ပဲပြောရမယ်အခြေအနေတစ်ခုဖြစ်နေပါတယ်စကိုင်းအနောက်ချမ်းကိုအင်အားလေးရနေစစ်ကြောင်းထိုးလာပြီးတော့ပြည်သူ60ကျော်ကိုဖမ်းဆီးထားပါတယ် ညောင်ကုန်းတလုံးပြူကြွယ်လူရွာတောင်းမရွာစင်မြေရွာမအူရွာတာသွန်းရွာကုန်းတန်းလေးရွာတွေကိုဖက်စစ်တပ်တွေပြန်ဆင်းနေပါတယ်မနေ့ကနေ့လေနှစ်နာရီခွဲထိတောင်းမရွာမှာစစ်တပ်ကဝိုင်းလာပါတယ်နောက်တို့အင်အားတက်ရကြောတင်ကားတွေနဲ့ရောက်လာတာကိုဒေသခံတွေကကျွန်တော်တို့စီကိုသတင်းပေးပို့နေပါတယ်စကိုင်းမြို့ငါးရက်ကြီးဖျားအထိုင်မှာတမ3တုံးပြည်သူစစ်တွေ ပေါင်းပြီးတော့ညောင်ကိုရကျောင်းတော်ကြီးကျွာအနောက်တာကျေးရသောအင်အားထက်တော်250နဲ့လက်နက်တွေရန်တမ်းပစ်ခတ်ပြီးတော့ပြည်သူတွေကိုဒဇံကဖမ်းဆီးတပ်ဖြတ်မရင်းချင်းမှုတွေလှုပ်ဆောင်နေပါတယ်ညောင်ကိုရစတင်ကျောင်းမှာလက်နက်ကြီးတင်လာတယ်ကား16စီးကားလေး21စီးစကားအကြီး16စီးအင်အားက400နီးပါးလောက်လို့ရှိတယ်ထင်ပါတယ်အဲ့တော့မနေ့ကနေ့လေနှစ်နာရီလောက်ထိမှာတမ33အထိုင်နေရာကနေတရားကိုမမရှော့လိုက်ဒုံးနေတယ် ပြစ်ကတ်ဖိနေတယ်လို့သိရပြီးတလုံးပြူပြားတဲ့ကိုနောက်ဆုံးဝင်သွားပြီးအနောက်ချဲတဲကြီးရွာကိုဝင်ရောက်ဝင်နောက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်ဒါကစကိုင်းဂျင်းမမင်းပလဲတိုက်ပွဲနဲ့စကိုင်းတိုင်းချစ်ချောင်းထိုးလာတဲ့အခြေအနေတွေပါပြည်သူ့ကော်မတီတက်တီတိုင်းတက်ဖွဲ့တွေဟာနေမင်းသိပ်ပိုက်စုံမထင်းချုံနိုင်ကြီးဗစ်တက်ကိုအုပ်ချုပ်ခွင့်မပြုရတဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေမှုကိုပြည်သူလူကမျက်ချီမပြတ်ကြည့်ရှုအပင်းကူညီပေးဖို့ လေးစားသွားမြတ်တာရက်ခံလို့ရတယ်ဒီတချီအောင်နောက်ဆုံးယုံရမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့အနာဂတ်ထွက်တတ်လေဖြစ်ပါတယ်ဒီဒီပွဲမှာမနိုင်ရင်နောက်တစ်ခါဖတ်စစ်တက်ကိုရင်ဆိုင်နိုင်စွမ်းပြည်သူလူထုမှာမရှိတော့ဒီဒီပွဲမှာအာကုံယုံပြီးကျွန်တော်တို့အတကုံတော့ရမှာမြို့ကျန်းရှင်းပြောရင်အဲ့တော့ဒီကနေ့မှာဖတ်စစ်တက်ကအမဲလိုက်ခံရပြီးစစ်ဘုံချုပ်တွေကြောချမ်းနေပြီးစစ်ဘုံချုပ်တွေ ကြီးလန့်စာစားနေရပြီစစ်သက်တိုင်းဝိုင်းတစ်ခုလုံးမှတ်ပုံနဲ့အစ်စ်နဲ့မသွားရတော့ဘူးလို့လူမျက်ကျော်ခဏခဏပြောတယ်အဲ့ဒီမှာလူမျက်ကျော်စကားနားမထောင်ဘဲမခံလေးစားလုပ်တဲ့မှတ်ပုံတင်အစ်စ်နဲ့သွားတဲ့နှစ်ကောင်ညီကြီးမျိုးဆွေနဲ့စိုးထွတ်ကြော်ညောင်ဦးချောက်ကားလမ်းပိုင်းမှာ PDF တွေကဖန်စီထားလိုက်ပါတယ်အဲ့တော့ကိုပိုင်ကားနဲ့ဟွန်းနေပြီးတော့ကြောက်ရင်နဲ့ကြောင်းပိုက်ကိုလာတဲ့ ပြည်နယ်ဝင်ရာရှိကြီးဘုံကြီးညီညီမျိုးဆွေဘုံကြီးစွတ်ထွတ်ကျော်နှစ်ယောက်ဒီလူကဝေးတက်တွေကလမ်းပိုင်းလုံချိုကြီးစစ်နေတာဘလောက်ဆုံမှုတော့လဲဘလောက်ထိတ်ချုပ်တာလဲဘလောက်နေမြေကိုပိုင်ဆိုးတာလဲဆိုတဲ့အချက်တွေကိုထပ်ပြောမယ်သူကကိုပိုင်ကားနဲ့လာတော့တားပြီးတော့စစ်တယ်စစ်ပြီးတော့မတ်ပုံတင်တောင်းကြည့်လိုက်တော့ပြည်နယ်ဝင်ရာရှိဘုံကြီးညီညီမျိုးတို့အပပပအဲ့တော့ဒီ ပကဘိုချိုအဖွဲ့ပေါ့နော်ဘိုချိုအဖွဲ့ညောင်းခေအိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အဓာရီကနေပြီးတော့ဒီလမ်းမိုင်းတွေကိုစစ်ဆေးနေတဲ့အချိန်မှာတမ်းမိတာဖြစ်ပါတယ်တမ်းမိတော့ရိုးရိုးမမိဘူးကြောက်တာချီးပါထွက်တယ်ပစိုးတွေမှာချီးပါကြတယ်ဗျာဘလို့ဆိုးတဲ့ကောင်းနေလဲဆိုတာကဲကြအဲ့တော့ဟာဒီထိတ်သိမ်းမှုကိုပကံဘိုချိုအဖွဲ့ကဆောင်ရွက်ထားတယ်လို့လည်းသိရပြီးဘိုဇီးတို့ဘာလို့လဲပါတယ်လို့သိရတယ်ဗျာနော် အဲဗကန်ချောင်းဦးအဖွဲ့ကြီးကတော့ဟိုတကောက်မရောက်လိုက်လာတဲ့အချိန်မှာပြစ်ခတ်တိုက်ခိုက်နိုင်ဖို့အဲစူးစားခဲ့သေးပါတယ်ပေါ့နော်သို့တော့အဲဒီကျွန်တော်မပြည့်စုံမှုအချို့အကြောင်းအရာတွေကြောင့်မဖြစ်ခဲ့ဘူးဗျာနောက်တစ်ခေါက်အဲ့တော့အဲ့ဒါလည်းအပြင်ကိုနောက်ထပ်ကျွန်တော်အလင်းပြချင်တဲ့တရင်ကိုရှိနေပါတယ်ချိုးထုံးအောင်လှုပ်ချင်မှုနဲ့ပတ်သက်ပြီးတော့ချိုးထုံးအောင်ပြစ်ခတ်ပြစ်ဒဏ်ခတ်ရှင်းလိုက်တာနဲ့ပတ်သက်ပြီးတော့မနေ့က စစ်တပ်ကတရင်ထုတ်ပြန်တယ်။ဗန်းစီရမိတယ်ဆိုတဲ့ဓာတ်ပုံတွေကိုတွေ့ရတယ်။အဲ့ဒီမှာဗတ်ဒီဘိန်းပုံတွေလည်းပါတယ်။ဒီဗန်းစီရမိတဲ့လူတွေရဲ့ပုံတွေပါတယ်။အဲ့ဒီမှာအဆိုးရွားဆုံးကတော့ချောင်းနဲ့သမီးတယောက်အမှုတွေဖြစ်ပါလာနေတာကိုတွေ့ရတယ်။ချောင်းနဲ့သမီးကတနက်ဖြစ်တတ်ပါမှာဗျာ။ဒါကိုကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အချိန်မှာအကွက်တွေကတော့လှတယ်ဗျ။ဒါပေမဲ့ပွေးကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်။အဲ့တော့ ျွန်တော်တို့ခင်ညွတ်လက်ထက်ကအကွက်တွေကိုကျွန်တော်တို့ကြံကြည့်အောင်ရခုမူလာကြီးဘုံပေါက်ပွဲတယ်ကံတော်ကြီးသောတကြံမတ်တဲ့လက်ပစ်ပုံဖြစ်သွင်းခံရတယ်ဂျန်ရှိတ်တော်ဝင်စင်တာကုံတွေပို့တာနာတပြိုင်နဲ့ပေါက်ပွဲတယ်အဲ့လိုပေါက်ပွဲမှုနဲ့ပတ်သက်ပြီးစစ်တပ်ထောင်လိုင်းကြီးကချက်ချင်းဖမ်းဆီးခဲ့နိုင်တယ်အကွက်ပွဲကွက်ကြီးဒီရဲကလုပ်တဲ့တရင်သာရှင်းပွဲကိုကျွန်တော်တို့ကြည့်ကြည့်တဲ့အခါကျတော့အမ်ဓာတ်ပုံကြီးရအောင်ဆုံးချိတ်အဲဒီပေါ့ဆော့ပင်းနေရေးပေါ့ဗျာ ဓာတ်ပုံတွေနဲ့ပတ်သက်တော့အမှုတွေနဲ့ဆက်ဆက်လာပါညာဒီဖြောင်းချက်တွေပါတွေပေါ့ဇလန်အဆလဲအဆုံးဇက်ဆုံးခင်းပြတာခင်ဗျားတို့မြင်မှုကြလိမ့်မယ်အဲ့တော့လူတွေကပြည်သူလူထုကဂျင်းနဲ့တညာကောင်းကောင်းသိနေပြီဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဟာထောင်းလိုက်ကပြဿနာတစ်ခုဖြစ်တိုင်းဖြစ်တိုင်း၃ရက်လောက်ဆိုတရားခံတန်းပြီလေ ဘယ်ဟုတ်မလဲနောက်တော့မှပြန်လေ့လာကြည့်တဲ့အခါကျမှထောင်ထဲမှာပြစ်မှုနဲ့ဒိမ့်ဒိမ့်လာတဲ့ကပိုင်းလိုက်တွေတခိုးချမိုးတွေကိုအုပ်စုခွဲလက်တိတ်ခတ်ဓာတ်ပုံတွေရိုက်ဇလန်းစင်ဒိုးဆက်ခင်းရင်သိမ့်တုံရုပ်ရှင်ကရိုက်ပြတာပြို့ပြည်တွင်းကလူတွေယုံနာမယုံနာခင်းမဆိုင်ဘူးဒီကောင်လေးနိုင်ငံတကာကိုနိုင်ငံတကာကိုလိန်ညာဖို့အတွက်ဒီလူတွေလုတ်ခဲတာနော်အဲ့တော့စစ်တော်ကြီးမှာအဖမ်းခံရတဲ့ကိစ္စ စင်ကြောကြီးမှာမတရားပါးကြီးခံရတဲ့လူတွေဒီတိုင်းပဲသူတို့တင်ထားတဲ့တိုင်းတူတူတိတ်ထွက်ဆိုချက်ကိုမရမချင်းမျက်နှာကိုအဝိနဲ့နဲ့အုပ်ပြီးလက်သီးနဲ့တို့နမတုံနဲ့ရိုက်ဂျွေးနေပြူနဲ့ပတ်လက်သေးကုန်ကိုချုပ်ဖတ်စစ်တဆိုးတဲ့နှိပ်စက်မှုမျိုးစုံနဲ့နှိပ်စက်ပြီးသူတို့ပြောတဲ့အတိုင်းသူတို့တင်နေတဲ့အတိုင်းပြောမှအရက်ရက်တယ်ဆိုတော့ကခံစားကြည့်ကြပါဦးဗျာ တန်လျင်နဲ့ချက်ဆက်ယုံကိစ္စလေးထပ်ပြောခြင်းသေးတယ်။အဲ့ဒီဘုံပေါက်ကွယ်မှုဖြစ်တယ်။မင်္ဂလာတောင်ညွတ်မြို့နယ်နေလူငယ်တဦးဖန်ထဲလိုက်တယ်။နောက်တော့မာနေတယ်။သူလုပ်တာမဟုတ်ဘူး။ဒီကွက်တယ်ကအိမ်ပြန်ရောက်တော့ကွယ်လွန်သွားခဲ့ရရှာတယ်။နာမည်တော့ကျွန်တော်မပြောတော့ဘူး။အဲ့တော့စစ်တပ်ကတော့မှစာတင်နေတဲ့ဘုံကျော်ဟော မြောက်နိုင်ရဲ့အနီးကပ် viewer အကြံပေးလို့ပြောလို့ရတဲ့ကောင်ဟမ်ချိန်လိုက်ချိန်လိုက်တဲ့ရဲဘော်တွေကလွတ်မြောက်နေပြီလွတ်မြောက်ဒေတာတွေမှာနောက်ထပ် mission တွေအလီလီဆွဲဖို့တရားကုန်ရွှေ့လိုက်တုံးနဲ့ point fight တွေဝယ်ပြီးပြန်အောင်ဆင်းလာတော့မလားဟမ်ဘေးနားမှာဖြစ်နိုင်ရင်ထိုင်ခေါ်ပြထားခြင်းဒါပေမဲ့စစ်တပ်ကတော့ဖမ်းမိတယ်ဆိုပြီးထုတ်ပြန်ပါတယ်အဲ့တော့ထုတ်ပြန်မှုနဲ့ပတ်သက်ပြီးကျွန်တော်တေချာလေးရှင်းပြမယ် နော် CCTV ကနေထုတ်ပြန်လိုက်တဲ့ဗတိဘိန်းကိုစပြောကြရအောင်ဗတိဘိန်းမှာဗတိသုံးလုံးတဲ့အဖြူရောင်စပိန်ပြတယ် CCTV မှာမြင်ရတာကဗတိနှလုံးတက်ထားတဲ့ငွေရောင်စပိန်နောက်ပြီးတော့ TV မှာတိတ်ဆဲရမိတယ်ဆိုတဲ့တနက်ကိုထုတ်ပြတယ်ကော်စီထဲတဲ့ကလေးဆိုတဲ့တနက်ဖြစ်နေတယ် ဒါပေမဲ့ချုံတော့အောင်တန်ရာကတော့ကိုစီတန်ရာမဟုတ်ဘူးအသက်၆နှစ်ရွယ်ကလေးကိုမတရားဖမ်းဆီးတဲ့ကိစ္စလုံးဝမဖြစ်တဲ့ကိစ္စအဲ့တော့ခမားတို့စစ်တပ်ဟာ၆နှစ်ရွယ်ကလေးလေးပါဝင်ပတ်သက်နေပါတယ်ဆိုတော့ကိုစီတနတ်သုံးပြီးချုံတော့အောင်ကိုပြစ်ခတ်ခဲ့တာလားယုတ်တိရှိသလားစတဲ့ကောင်ဒီဒီဗီဒီယိုကိုကြည့်တယ်ဆိုရင်စာရဖားတွေဒီဗီဒီယိုကိုကြည့်တယ်ဆိုရင်မင်းအောင်လိုက်ကိုအဲ့တိုင်းပြန်ပြောလိုက်မင်းတို့ရိုက်ပြတဲ့တဏ္ဍာကောစီးတဏ္ဍာကြီး ဗတိဘိန်းကဗတိနှလုံးတက်ငွေအောင်ဘိန်းအဖြူမဟုတ်ဘူးသုံးလုံးတက်မဟုတ်ဘူးအသက်6နှစ်ရဲ့ကလေးကိုဘလို့အမှုတွေတဲ့ထဲ့တာတော့ဝိနိမိတာကိုဆရာတော်ဘုရားကြီးတုန်းကလည်း PDF တွေပြည့်တယ်ဆိုပြီးစောက်ချက်မရှိ TV တွေကထားလိမ့်မယ်မြတ်ဝိညမတန်ကနောက်တော့ဘလောင်းပလက်ဒရိုင်ဘာကထပ်ပြီးထွက်ဆိုတယ်နောက်တော့ကန်သုံးတင်ဆရာတော်ကပြောတော့စောက်ချက်တွေပြန်ပြန်ကွဲကြသေးတယ်မလားစစ်တပ်မင်းတို့ကိုပြည်သူကတစက်မှမယုံဘူး လက်ရှိချုံတော့အောင်ဖန်းစီချုံချုံတော့အောင်ကိုပြစ်ခတ်လိုက်တဲ့ကိစ္စနဲ့ဖန်းစီခံရရတယ်ဆိုတော့လူတွေတယောက်မှမဟုတ်ပါဘူးမရှင်ကစားတဲ့ရဲဘော်တွေ complete ပါတယ်စစ်ထားပါတယ်အားလုံးအဆင်ပြေပါတယ်တပ်ပါရရပါပဲတရားဝင်ကျင်ရပါတယ်နော်အဲ့တော့ဒီအချိန်နေတဲ့အတူကျွန်တော်အစတည်းကပြောခဲ့တယ်လို့ဗာလဲစီဝါရေးပိတ်ဆိုတာတော့မမှုပဲဆိုတဲ့ကိစ္စ article 33 ကျွန်တော်မနေ့ကလည်းပြောပါတယ်ထပ်ပြီးသတိပေးပါမယ်ငွေကြေးငွေစည်းတွေကြပါမယ်ငွေကြေးဖောက်ပွားပါမယ်စိတ်ရုံလုံးရုံတွေပိတ်ပါလိမ့်မယ်အလုံးလက်မဲ့တွေဖြစ်ပါလိမ့်မယ်တော်မီလောင်ရင်တောကြောင်တွေလာခပေါင်းခတ်ပါလိမ့်မယ်လုံခြုံမှုတရားတွေစုံမှုအင်တန်ယော်ရဲသွားပါလိမ့်မယ်အဲဒုက္ခတွေဝိုင်းရရှိသောနိုင်ငံကိုမြန်မာပြည်ခေါ်သည်လို့ပဲဆိုရမလားကျွန်တော်တို့စစ် စင်မျိုးဆက်အဆက်မပြတ်ချင်းဗမာပြည်ကတော့ဒီဒုက္ခတွေပင်လေဝင်နေကြရအောင်ပါပဲအဲ့တော့စစ်တပ်ကိုကြိုက်ပါတယ်ထောက်ခံပါတယ်စစ်တပ်ကိုဟိုဘယ်လိုကောက်မလဲအဲဂျေးစားပါတယ်ကြီးညိုပါတယ်ဥချပါတယ်ဘောမပါတယ်ဆိုတဲ့လူတွေများဆက်မနိုင်ပါတယ်မကြခင်မှာဗမာပြည်ကဆိုရင်အကြမ်းဖက်ရာဇဝတ်မှုတွေလုပ်နေတဲ့နိုင်ငံတွေနဲ့တံတန်းစားတဲ့လူတတ်မှတ်ခံရတဲ့ဗီဇာပိတ်သိမ်းမှုကိုလည်းအမေရိကန်ကစတင်လိုက်ပါပြီ ောက်ဆိုရင်မကြာခင်မှာအိန္ဒိယပိတ်မယ်ဂျပန်မယ်ဗီဇာတွေပိတ်တာတွေအများကြီးဖြစ်လာဦးမှာဗမာပတ်စပို့အနေနဲ့ဆိုရင်မင်းတို့တကူးချဖို့ပဲလို့တတ်မှတ်ခံရတဲ့နိုင်ငံအဖြစ်ကိုရောက်နေကြပြီကွာအခုရေမရောင်ရစီလူဝက်တော့တွေထဖမ်းပါလေဖမ်းအမှဖမ်းတော့ဘီရဲတွေ PC တွေ DGB တွေကားတွေမင်းတို့ဖမ်းရဲ့လို့လားဟမ်နောက်ပြီးသတင်းတစ်ခုထပ်ပေးလိုက်အောင်မေ ။အေယာဝီတိုင်းရဲတပ်ဖွဲ့ရကောင်တွေတိုင်းယုံကရဲမှုချစ်ဆန်းအောင်မြားညီကိုလူရဲမှုအောင်နိုင်မှုလိုင်စင်ကမဲ့ကအယောင်းဝယ်လုပ်နေတာ။ဖမ်းရလား။ရဲမှုအောင်နိုင်ဆိုအင်းစိတ်မြူနေမှုဘွား။နော်။ဒီတော်လိုင်းသမားတွေကိုဆန္ဒပြတဲ့တော်လိုင်းသမားတွေကိုရိုက်နှက်လို့ရဲမှုရလို့တိုးပေးခဲ့ပြီးအေယာဝီအေယာဝီတိုင်းကိုပြောင်းသွားတယ်။နောက်တော့ license မဲ့ကားရောင်းရတယ်လို့လည်းကြားကြားဖြတ်လောက်ကစား line ကြီးတွေကောက်တယ်တရားမှုဝင်လုပ်ငန်းတွေအားလုံးလုပ်တယ်ချမ်းသာကြွယ်ဝလာတ လူရဲမှုချစ်စမ်းမှောင်လိုင်စင်မဲ့ကားတွေရောင်းဝယ်ရခိုင်ပြည်နယ်ကိုပါကုန်စီတင်ဖို့ရောင်းချနေနော်အဲ့တော့ပိုင်ဆိုင်မှုတွေမနေဘူး AR မှာလက်ဆောင်ထက်ဆိုအောင်နိုင်မှုနဲ့ချစ်စမ်းမှောင်ရေနနာစစ်စီးထိတ်လို့ခင်မျိုးတို့ကိုကဲကြည့်ကြရတယ်လိုင်စင်မဲ့ကားတွေရောင်းဝယ်လုပ်တယ်ဖမ်းရလာအွန်လိုင်းမိုးဆိုတဲ့ရေမှုအွန်လိုင်းမိုးကရွှေစင်လာမင်းစီတိုင်းလင်းလင်းဆိုင်ကရောင်းဝယ်ဆိုင်ပြီးပိုင် အဲ့လင်းလင်းရောင်းဝယ်ဆိုင်ကရောင်းဝယ်ကြီးဆိုင်မှာဝတ်တောက်တည်ဖန်ရည်လာနော်အဲ့တော့ခိုးရပါတခိုးပိနေလည်းရှိသေးတယ်ရန်ကုန်ကဆိုင်ကစီး40တော့လင်းလင်းအဲ့ဒီဆိုင်ကရောင်းဝယ်ရေးရေးမှုအောင်နိုင်မှုပိုင်နဲ့ဆိုင်ကဆိုင်မှာဂွင်းဆက်မိပြီးဖန်စီနိုင်တယ်တစည်းကို350ပေးပြီး100စီးကြော်ချေးပေးလိုက်ရသည်တိလားအဲ့တော့နောက်တစ်ခုက ရခဒုတိယရေမှုလှတော့လိုင်စင်မဲ့ကားရောင်းကိုလှုပ်နေတယ်မင်းတို့ဖမ်းရလာလာတော့ရေမှုလာတော့ ਨੇ ပတ်သက်တဲ့ကားများကတော့တတရရပဲစီးနေတယ်ကိုကြီးညီလေးခံထားတယ်ပေါ့နေပြီးတော့နာရခထောက်ဖို့တက်ကတာဝန်ခံဒူရေမှုလာမင်းတောင်းကတော့ကျောင်းဆရာမကိုယ်တိုင်လိုင်စင်မဲ့ကားစီးနေတာကွာဖမ်းရလာရောက်မင်းရောက်လာရေယုံတို့ကဆိုတော့မဖမ်းရကြဘူး ။နိုင်ရခထပ်ဖို့ရဲတပ်ဖွဲ့ကတက်သားတော်လိုက်စင်မဲကစီးတာကွာ။ကဲ။လိုက်စင်မဲကတိတ်တော့သူတို့ဒီတနေရာမှာဖွက်ထားကြတော့မင်းအောင်လိုက်။မင်းဟာစိတ်တစားကြယုံချောက်ချားတယောက်။စစ်နိုင်မို့တော့မမြော်နိုင်ပါနဲ့။ဆိုတော့လက်ရှိတည်င်းတွေကတော့ဒါတွေဖြစ်ပြီးနောက်ထပ် update တည်င်းတစ်ခုအနေနဲ့ဒီကနေ့ MOD ကဖမ်းဆီးလိုက်တဲ့တယံဇာတကိစ္စလေးကျွန်တော်ပြောပြချင်ပါသေးတယ်။ဒီနေ့ MOD ဟာတယံဇာတအထူးဖွဲ့ဆိုတဲ့အဖွဲ့တစ်ဖွဲ့ကိုဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးမှုနဲ့ပတ်သက်ပြီးသတင်းတွေမှာလည်းအဲအားလုံးတချို့တွေတွေ့ပြီးသားဖြစ်ပါလိမ့်။ဗမောက်အထူးတယံဇာတတပ်ဖွဲ့တဲ့ဘသူကတာဝန်ပေးတာလဲ။တာဝန်ပေးတဲ့လူကဖမ်းရမှာဖြစ်ပါတယ်။စကိုင်းတဲ့ဗမောက်မျိုးနဲ့ပြည်တော်စုအထူးတယံဇာတအဖွဲ့ဟာ ကလင်ကြီးကြပြီခိုးနေတယ်အမိုဒီကစင်ဖန်းနေတယ်ပြောတယ်လက်နက်တွေဝယ်ယူစုဆောင်ထားတယ်တစင်ထောင်ကျင်လို့ပြောတယ်တစင်မထောင်မဲ့ပေါင်းစားနေဖမ်းမှာမဟုတ်ဘူးနော်ကျန်နေဖမ်းရမယ်ဘကပါပါလာပါပါအဖာစည်ရင်းနေအဓိကတော့ဘကပါစည်ရင်းနေကျွန်တော်ခင်ဗျားတို့ပြောအောင်စင်ဖန်းနေ MOD အဖွဲ့ အဲ့တော့တရားဝင်ရွှေလုတ်ကတ်တွေရှိတယ်ငွေတွေအလွဲသုံးသောက်လုပ်တယ်ခိုးတယ်ဖားချတယ်အရက်တောက်တယ်တယံဇာတဝင်ကြီးဆိုတဲ့လူဘာသာမှအခုဒီမထွက်ပါလားနော်အဲ့ဒီတယံဇာတဝင်ကြီးကိုဘသူတာဝန်ခံပြီးအဲ့ဝင်ကြီးဌာနကိုဖွဲ့ပေးတာလေတာဝန်မရှိကြဘူးလားနော်အဲ့တော့ဗမောက်အထူးဖွဲ့ကားတဲ့တပ်ပါတီထောင်ပြီးအာနာဖီဆန်တဲ့ပုံစံအဲအာနာမဖီဆန်ရင်မဖမ်းပါဘူးအာနာဖီဆန်လို့ဖမ်းတယ် ဲ့တော့အာနာဆိုတာဘာလဲဆိုတဲ့ကိစ္စတွေအများကြီးကျွန်တော်တို့ဇာတ်ပြောကြအောင်ပါဖြစ်ပါတယ်။နောက်တစ်လက်ပတ်သက်ပြီးလက်ရှိမြေပြင်အခြေအနေတွေကိုတစ်ခိုးထုတ်တာတွေဝါတာဂိတ်ကောက်တာတွေစက်နယ်လမတပေသုံးပေတဂိတ်ဖြစ်နေတာတွေပြည်သူလူထုပေါ်ချိန်ချောက်ဟိန်းဟောက်နေတာတွေဒါတွေကိုပေးပို့ကြပါဖွင့်ထုတ်ကြပါပေါ်ထုတ်ကြပါအင်းတော့ကတာတီးကြ နော်အဲ့တော့ဒါတွေကိုတအန်ယူဂျီကထိမ့်သိမ်းထားတဲ့မြို့မယ်အဲ့တော့ဗမောက်မှာတရားစရစီမံခန့်ဝိုင်းနဲ့ပတ်သက်ပြီးအန်ယူဂျီအစိုးရတရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းမှုကြီးဌာနကဆက်လက်ဆောင်ပြနေတယ်ဥအားကာလို့သိရတဲ့အထုအဖွဲ့ဖန်စီတာကြောင့်အတီးပြုတ်တယ်လို့ကြားသိရပါတယ်အဲ့တော့ရွှေလူးနေကပတ်စံလေးကျွန်တော်တို့ပါလေအလောင်းတော်ကတဘာကျိုးဝိုင်းတဲ့ကတစ်တူကြီး ဆန်ရင်ကိုနာနာဖုတ်နေတာကိုဖောင်းထုတ်တယ်လို့ထင်ရင်လည်းထင်နိုင်ပါတယ်။လောက်ကန်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးကတောင်းကနင်းနဲ့ဖေဖော်ပြဖြစ်နေတဲ့အခြေအနေကိုမရက်မတန့်နိုင်ခြင်းအထွေထွေထိုးစစ်ဆိုတဲ့ဇာတ်ကိုဗဇက်ကပြောဖို့မသိပါဘူး။ပြီးသူကိုနောက်ထပ်နောက်ထပ်မျှော်လင့်ချက်အများကြီးမပေးပါဘူး။တကယ်စစ်စင်ခြင်းချင်းတကယ်စစ်တပ်ဖွဲ့ခြင်းစစ်တပ်နဲ့တူအောင်ဖွဲ့ရပါမယ်။အခုဒီအမရိယဝတိုင်တပ်ဖွဲ့တွေအလုံးအလူခံပြီးစစ်တိုက်နေရတော့ အလူကံပြီးတမင်းစာနေရတော့ဒီနေ့ဖန်တဲ့ထဲမှာတိမ့်တောင်းကြည့်ပါလေရွှေအတုံးလိုက်ပြီးပါလေဒီလိုပတ်စံတွေဟာတကယ်စစ်မြေပြင်စစ်တိုက်နေတဲ့တိုင်ရင်တပ်ဖွဲ့တွေစီဘာလို့မလျှောက်တာပါဘယ်နေရာဒီမှာလက်ဟာနေတယ်ဘသူတွေကိုကြိုးရှာနေတယ်ဒီတော်လည်ကြီးခေါင်းစဉ်အောင်မှာဗန်းပြပြီးဘဲကောင်းပြီးတထေးဖြစ်နေတယ်ဒါဆိုရင်တော့တခိုးတွေပါပဲလို့ပြောရင်ဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါ